ဟယ်လိုအောင်ဝင်းမင်္ဂလာပါစတီဗင်ဘူးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်ကလိုရီတသိန်းဆံမဲ့ဘောလုံးဝင်းကြီးကိုစတင်တိဆောက်တော့မယ်လို့သူတို့တရားဝင်ကြေညာသွားပြီအဲသူတို့ရဲ့တရားဒီဘောလုံးဝင်းကြီးက9နှစ်မှအပြီးဆောက်သွားမှာသူရဲ့အဲတန်ကြီးကတော့ကုန်ကျစရိတ်ကတော့2ဘီလီယံလောက်ကုန်မယ်လို့သိရတယ်ဒီဘောလုံးဝင်းနေဘောဝင်းနေတကယ်တကယ်ကဘေးမှာ ဘေးနားမှာ development plan တွေလည်းရှိရတခြား housing project တွေလည်းရှိရအဲ့ဒါညတခါရဲတွဲပြီးတိစောက်သွားဖို့ရှိရပေါ့နော်အဲ့တော့ဒီဘောလုံးကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်မြင်တဲ့ design design ကိုကျွန်တော်မြင်တဲ့ပုံစံအရတော့သူကအမိုးကဘယ်ဥပုံအမိုးတဝက်လောက်ကိုမြင်ရတယ်ပိတ်လို့ရလားမရလားတော့ကျွန်တော်အခုထိမသိရသေးဘူး ပြီးတော့ဘောလုံးဝင်တဲ့ကိုဝင်တဲ့နေရာကကျွန်တော်တို့ခါဒီ ultra four လို့ပဲတောင်းရနေပြီးဝင်သွားမှာဒါလေးကိုတော့ကျွန်တော်သဘောကျတယ်သူတို့ဒါကိုဆက်ပြီးထိန်းသိမ်းထားတယ်ပေါ့နော်အဲ့လိုထိန်းသိမ်းထားတယ်ပြီးတော့ tower 3ခုကထင်းထင်းရှားရှားကြီးမြင်ရတယ်အဲ့ဒီ tower 3ခုမှာအမြင့်ဆုံး tower မီတာ200အထိရှိတယ်ဒီမီတာ200အထိရှိတဲ့ tower ကြီးက Manchester အဲဒီဘောလုံးဝင်ကြီးကိုအဲ့ tower ကြီးကိုဘယ်ကနေလှမ်းမြင်ရမလဲဆိုတော့မီတာကီလိုမီတာ40အကွာနေပြီးလှမ်းမြင်ရပါ ဒီ Eiffel မြော်စင်ကမီတာ300ဆိုတော့သူ့ရဲ့3ပုံ2ပုံလောက်ကိုဒီတာဝါကြီးရဲ့မြင့်တယ်လို့ပြောလို့ရတယ်။ Manchester မြို့ရဲ့အမြင့်ဆုံးအဆောက်အဦက169ကိုမီတာပဲရှိတယ်။အဲ့တော့ဒီ Manchester မှာအမြင့်ဆုံးတာဝါဖြစ်နေမယ်။အဝေးကြီးကနေကျွန်တော်တို့ဒီဟာကိုလှမ်းပြီးမြင်နေရမှာဖြစ်တယ်။ပြီးတော့ဒီဒီဘောလုံးရဲ့အပြင်မှာဆိုလည်းပဲဒီ public space တွေရှိမယ်။ဒီအများပြည်သူသွားလို့လာလို့ရတဲ့ဟိုဘန်းချန်တွေ ဆောက်တော့ဆိုင်တွေဒီဖြိုပြေးစင်တာတွေပြီးတော့ဒီဟိုဟာရှိမဲ့အာကုန်းတိုက်တွေရှိမဲ့အဲ့တော့ကမ္ဘာမှာအကြီးဆုံး public space လို့တော့သူကဟိုတင်စားထားတယ်ပေါ့နော်အဲ့လိုမျိုးတင်စားထားတာကိုမြင်ရတယ်ဒီတော့ဒီဘောလုံးဝင်းကိုပုံမှန်အားဖြင့်စောက်မယ်ဆိုရင် architect ပြောပြတာတော့သူ10နှစ်လောက်ကြာတယ်လို့သိရတယ်ဒါပေမဲ့ခုဒီဘောလုံးဝင်းတော့9နှစ်အတွင်းမှာပြီးအောင်စောက်သွားမယ်ဒီ9နှစ်အတွင်းပြီးအောင်ဘာကြောင့်စောက်နိုင်မလဲဆိုတော့သူတို့ကဒီဘောလုံးဝင်း prefabrication နဲ့စောက်သွားမှာကျွန်တော်ထင်တော့တံမီးတံပေါင်း မျိုးစားနဲ့ဖြစ်လိမ့်မယ်စတီစီစတရာဖြစ်လိမ့်မယ် prefabrication ဆိုတဲ့အတိတ်ပဲကသူကကြိုတင်ပြီးတော့ဒီဟိုဟာတွေကိုအစိတ်ပိုင်းတွေကိုကြိုတင်ပြီးတော့တိဆောက်ထားတာဗျာကြိုတင်ပြီးတိဆောက်ထားတာဆိုတော့ prefabrication လုပ်ပြီးဆိုတော့ဓာတ်တွေကို Manchester တူမြောင်းနေပြီးတော့တည်မယ်အဲကွဲမှာကွဲကွဲရောက်မှာဆက်မယ်ပေါ့နော်အစိတ်ပေါင်းအစိတ်ပိုင်းပေါင်း150ကိုတည်ရတယ်အဲ့တော့ prefabrication လုပ်ပြီးဆောက်တာဖြစ်တဲ့ပြီးဒီဒီဘောလုံးကြီးကမြန်မှာဖြစ်တယ်အဲ့တော့ funding ဘယ်လိုလုပ်မလဲ funding ပြဿနာကတော့စဉ်းစားရရှိတယ် funding က naming right ကတော့အဓိကကျွန်တော်တို့မြင်တာထင်တာအရှိဆုံးပဲဒီနာမည်ကိုရောင်းအောင်ပါဗောနော်နာမည်ကိုရောင်းမယ်ဆိုတော့ဒီ UK ရပြည်သက်တွေကတော့ဒါရိုင်းဒါနဲ့တော့ရင်းနှီးနှီးဖြစ်နေပြီလို့ပြောတယ်တချို့လို့ပေါ့တယ်ကြာဘာလို့ဆိုတော့ Emirates Stadium ရှိတယ်ဒီ Etihad Stadium ရှိတယ်ဒီ Arsenal နဲ့ Man City တို့ကဒါဒါဖြစ်နေပြီပြီးတော့ UK မှာဘောလုံးကြီးအစ်စ်တွေကူးထပ်တက်ပြီးစောင့်နေတာကိုကျွန်တော်တို့မြင်ရတယ် ဒီ Everton မှာဘောလုံးဝင်သေးရတော့မယ်။ခု Spurs ကဘောလုံးဝင်သေးရတော့မယ်။အဲ့တော့ကျွန်တော်တို့ Manchester United ကလည်းဘောလုံးဝင်သေးကိုတန်ပါတယ်။မကြက်ကမှာအဲ Anfield ပါအသစ်ဆောက်ပြင်ဆောက်ကောင်းဆောက်နိုင်တယ်။အကြောင်းကတော့ Liverpool ရဲ့ class side နဲ့ဒီဘောလုံးဝင်နေရဒီဆက်ပူကြီးကြီးကြီးဖို့တင်တယ်လို့သူတို့မြင်လိမ့်မယ်။ဒါကတော့ထားပါဒါကတော့ပြီးတော့ဒီဘောလုံးဝင်နေပတ်သက်တဲ့အကြောင်းအရအချက်လက်တချို့ကတော့ကမ္ဘာမှာအကြီးဆုံးဘောလုံးခွင်းကပြုံးရမှာရှိတယ်။သူက တသိန်းဝယ်ဆန့်တယ်မြောက်ကိုရီးယားပြိုင်ပွဲမှာရှိတယ်ပြီးတော့ဥရောပမှာအကြီးဆုံးကတော့ဘာစီလိုနာရဲ့ညူကန့်ဖြစ်တယ်သူကတသိန်းနဲ့9000ဆန့်တယ်ဒီမန်ချက်စတာယူနိုက်တက်ဘောလုံးကွင်းတစ်ကတော့သူကတသိန်းဆန့်ပဲဒါပေမဲ့4000ထပ်ပြီးတော့4000ထပ်တိုးလို့ရတသိန်း4000ဖြစ်မယ် UK မှာအကြီးဆုံးဘောလုံးကွင်းကအဲဝမ်ဘလစ်စတေဒီယံ9000ကျော်ဆန့်တယ်အဲ့တော့ဒီဝမ်ဘလစ်စတေဒီယံထက်ကိုဒီမန်ချက်စတာပိုကြီးကြီးမယ်အဲ့တော့ကြောင့်မြောက်အင်္ဂလန်ရဲ့အဲဟိုပါဝမ်ဘလစ် ဆိုပြီးတော့သူတို့တင်စားပြီးတော့ဟိုလောက်ထားတဲ့ဒီဘောလုံးဝင်နဲ့ပတ်သက်ပြီးတော့ပါအဲ့တော့ Silas Fawson ဒီဘောလုံးနဲ့ပတ်သက်ပြီးပြောတာသူက United ကအကောင်းဆုံးအရာတွေကိုပဲသူတို့ရတဲ့ ਨੇ ကွင်းတွင်ရောကွင်းပြောပါတော့အဲ့တော့ဘောလုံးဝင်လည်းပါတယ် Ultra Four ကသူသူတို့အတွက်ကိုအရန်ကိုကောင်းမွန်တဲ့ဟို memory တွေရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့သူတို့ရရရင်ရင်ပဲဒီအခွင့်အရေးကိုရယူပြီးတော့ အကောင်းဆုံးဘောလုံးဝင်ကိုသူတို့ဘောလုံးဝင်တဲ့အတူခစ်တစ်ကိုသူတို့ရအောင်ဒီဆောက်တင်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးပြောထားတယ်အဲ့တော့ brother တို့ရဲ့ဒီညီကိုတို့ရဲ့အမြင်အောင်ဘယ်လိုလဲဘောလုံးဝင်တစ်ကြီးရဲ့ design ကိုတော့ကြည့်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်သဘောကျလားอืมဘယ်လိုမျောလင့်ထားလဲ ultra four ကိုသွားခြင်းတဲ့သူတွေတော့ဒီဘောလုံးဝင်ဒီဆောက်နေ9နှစ်အတွင်းမှာရအောင်သွားဖို့အတွက် title နဲ့အိမ်မက်တွေတချို့အိမ်မက်တွေကတော့ဖြစ်မလာဘူးပေါ့ အဲ့တော့နှမြောင်းရတယ်ဒါပေမဲ့ဘလုံးဝင်သေးကြည့်တော့ရင်ခုန်ပါတယ်โอเคကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ကျွန်တော်ကျွန်တော်ဗီဒီယိုသဘောကျနှစ်သက်သက် like share subscribe လုပ်ပြီးတောင်းဆိုပါတယ်